အားလုံးပဲမင်္ဂလာပါမလေးရှားမှာဂျင်မာကတဲ့အာဆီယံအော့ဆာနဲ့မယုန်နယ်ပွဲမှာမြန်မာလူဝေးတဲ့ကစားသမားမမောင်တွေကိုကိုသွင်းနိုင်အောင်နောက်ကနေဖန်တီးပေးခဲ့တဲ့အော်စီယာကစားသမားတွေကိုကွန်ပျူတာနဲ့တည်းရရှင်လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါဘောလုံးချပေးတဲ့သူကိုလဲတဲ့ပြောပါဦးနဲ့သူပြောင်းနေတယ်တဲ့အာပြောမှာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ professional ပီသားမှုကိုလဲကျွန်တော်တို့ကလေးစားရမှာဖြစ်ပါတယ်ဒီနေရာမှာသူသာမဟုတ်ဖက်နဲ့တခြားအာဆီယံက player တယောက်ယောက်ဆိုရင်မောင်မောင်လေးစီကိုဘောလုံးလမ်းကြောင်းဒီလိုခင်းပေးဖို့ဆိုတာက မသေးကြပါဘူး80ရာခိုင်နှုန်းလောက်မသေးကြပါဘူးเนาะမိမိပါဆိုမိမိတိုးရဲဆွဲထွက်ပြီးတော့ကြတော့ကိုယ်သွင်းမှုစ조사ကြည့်조사မယ်ဒါမှမဟုတ်မိမိနဲ့နိုင်ငံတူစီကိုပေးခြင်းပေးမယ်ဒါမှမဟုတ်သူတို့စိတ်ထဲမှာမောင်မောင်လင်းထက်ပို့ပြီးတော့ impressive ဖြစ်တဲ့လူစီကိုပို့ခြင်းပို့မယ်เนาะဒီပွဲစဉ်တစ်ပွဲလုံးမှာမောင်မောင်လင်းကမိနစ်30သာသာသာကစားခဲ့ရတာဖြစ်ပြီးတော့ဒီမိနစ်30သာသာအတွင်းမှာမောင်မောင်လင်းစီဘောလုံးရောက်တဲ့အချိန်ရတက်ကနော်မောင်မောင်လင်းကိုဘောလုံးပေးဖို့တဲ့အချိန်ရတက်က လက်ချိုးရမယ်ဆိုရင်တော့မှငါးချောင်းမပြည့်တော့ပါဘူး။တော့ဒီထက်မှဒီတကြိမ်ပါဝင်ခဲ့တဲ့သူပေးပို့ခဲ့တဲ့ရုံရုံကြီးကြီးနဲ့လှလပပပဲနော်။အဲသူ့ရဲ့ဒီပေးပို့မှုကလည်းတော်တော်လေးကိုပဲကောင်းမွန်ခဲ့ပါတယ်။မောင်မောင်လေးကလည်းချိန်သားကိုက်ပြည့်ထွက်သွားပြီးတော့ကြတော့တွင်းယူခဲ့တာပါ။အာပေးပို့ခဲ့တဲ့သူရဲ့နာမည်ကတော့ Adria Suggestis ဖြစ်ပါတယ်။သူကအသက်က20ပဲရှိပါသေးတယ်။လောလောဆယ်မှာ Australian League မှာကစားနေတဲ့ Australia ကစားသမားတစ်ယောက်ဖြစ်ပါတယ်။နော် Sydney FC မှာကစားနေတာပါ။သူကအဲ့ အသင်းမှာလည်းသူက star player တယောက်ဖြစ်ပါတယ်လက်ရှိမှာ Australia လေးမှာ24ဝက်ကစားထားပြီးတော့73ဂိုးအထိသွင်းထားပါတယ်နောက်ဖန်တီးမှုက2ချိန်အထိရှိခဲ့ပါတယ် Australia လေးမှာဆိုတော့သူ့ကိုလည်းကျွန်တော်တို့က professional ပြီးသားမှုအတွက်လေးစားရမှာဖြစ်ပါတယ်မြန်မာနိုင်ငံသားတိုင်းနဲ့မော်မော်လွင်ကိုအားပေးရမယ်လို့ဥပဒေထုတ်ထားလားတဲ့နိုင်ငံတွေကနေတာမဟုတ်ဘူးကိုကြိုက်တဲ့ကလပ်အားပေးခွင့်ရှိတယ်တဲ့ကိုစိတ်နဲ့ကိုပဲတစ်ဖက်ပိတ်တွေတဲ့โอเคကျွန်တော်တို့ကတစ်ဖက်ပိတ်တွေဖြစ်ကောင်းဖြစ်မယ်ဟုတ်ပြီ စပါဖလားယာတော့တော်တော်ဟော့စပါဖလားယာတော့ဆွန်ဟောင်းမင်းရဲ့ခါမှာစီးထားတာပါလေဘရာသာတိလိုက်လားနော်လီဗာပူးအသင်းဖလားကင်မြောက်တဲ့အချိန်တော့ဒါဝင်နူးနက်စ်ရဲ့ခါမှာစီးထားတာပါလေဘရာသာတိလိုက်လားဆွန်ဟောင်းမင်းရဲ့ခါမှာစီးထားတာတောင်ကိုရီးယားနိုင်ငံအလံဒါဝင်နူးရဲ့ခါမှာစီးထားတာဥရုဂွေးနိုင်ငံရဲ့အလံ ထော်ဒန်ဟော့စပါဆိုတာအင်္ဂလန်နိုင်ငံကကလပ်အသင်းလီဗာပူးဆိုတာအင်္ဂလန်နိုင်ငံကကလပ်အသင်းသူတို့ခါမှာဘာကြောင့်သူတို့နိုင်ငံရဲ့အလံတွေကိုစီးတယ်လဲဒါဆိုရင် brother စဉ်းစားလို့ရမယ်လို့ထင်တယ်နော်ကျွန်တော်တို့ကမောင်မောင်လွင်ဆိုတဲ့တသီးပုဂ္ဂလာကိုအားပေးတာလည်းမဟုတ်ဘူးနော်ဒါကျွန်တော်မြန်မာနိုင်ငံရဲ့ national team ရဲ့ကိုစားမော်မော်လင်ကို selection အလုပ်ခံရရတယ်เนาะမြန်မာနိုင်ငံ national team ရဲ့ကိုစား အာဆီယံဩစတားမှာတွားပြီးတော့ကြတော့သူ့အနေနဲ့ကန်ခွင့်ရရတယ်ကန်ခွင့်ရတဲ့အချိန်မှာနော်ကစားရတဲ့မိနစ်ကမိနစ်30တာတာလေးပဲအဲ့အချိန်မှာသူ့ကိုဘောလုံးပေးကစားတဲ့အချိန်ရေဆိုတာလက်ချိုးပြီးရေလို့ရတယ်လက်ငါးချောင်းမပြေဘူးနော်အဲ့လိုအချိန်ထဲမှာမရှာရှာပါပါအခွင့်အရေးတစ်ခုရတာကိုလှလှပါပါတသက်ရရနဲ့ဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့တာဒါကကျွန်တော်တို့ရဲ့ကိုယ်စားမဟုတ်ဘူးလား နော် brother အနေနဲ့ Manchester United မှာကလို့ခမားအနေနဲ့ကြိုက်တဲ့အသင်းကိုအားပေးလို့ရတယ်ဒါ you're right ခမားရဲ့အခွင့်အရေးဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့အနေနဲ့ကလည်းမောင်မောင်လေးဘိုးသွဲနေတဲ့အတွက်ညီမ National Team အတွက်ကောမောင်မောင်လေးအတွက်ကောဒါမြန်မာနိုင်ငံကမြန်မာနိုင်ငံသားကစားသမားတယောက်အနေနဲ့ဂုဏ်ယူတယ်ဗျာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားမှန်ရင်ဒါဂုဏ်ယူတဲ့ကိစ္စတစ်ခုလို့လဲ ြောကြတယ်ဗျာကျွန်တော်တောင်ထက်တင်ပြောတာမဟုတ်ပါဘူးပြောတယ်လို့အများကြီးပါပဲ Manchester United ဟက်ကိုးဖန်တွေကိုယ်တိုင်ကဒါမမွန်လွင်အတွက်လည်းဂုံယူတယ်ဆိုပြီးတော့ကြတော့ပြောနေတယ်လို့လည်းအများကြီးပဲအာဒါကျွန်တော်တို့ကဟိုအာမမွန်လွင်ကို Manchester United မှာကစားဖို့ခေါ်သွားပြီဆိုတော့ဟို Potter Force Hope တွေပြောကျွန်တော်ပြောတာမဟုတ်ဘူးဒါကဒါဂုံစစ်ဂုံယူထိုက်တဲ့ကိစ္စမလို့ဒါပြောတာအဲ့တော့ maybe ဝင်းမေးပြီးတစ်ဖက်ပိတ်နော်တစ်ဖက်ပိတ်ကောင်းဖြစ်မယ်ခုနိုင်ငံအသင်းအတွက်ဂုံယူရတဲ့အတွက်တစ်ဖက်ပိတ်ဖြစ်သွားတယ်ဆိုရင်လေ okay we accept ပဲကျွန်တော်လက်ခံတယ်အခုလိုဝေဖန်လေကန်တဲ့လူတွေကိုပြောချင်တာခင်ဗျားတို့မျိုးချစ်စိတ်ရှိကြကြမှာနော်ကိုယ်နိုင်ငံသားအခုလိုဂိုးတင်းသွားတာဂုံတော်ယူအောင်ပါနော်တင်ကရားကရင်ချင်းဗမာမုံရခိုင်ရှမ်းဟောကျန်တဲ့မျိုးနယ်စုတွေအနေနဲ့ပလောင်တို့ပအိုးတို့လီစုတို့အခါတို့ဟောအင်းသားတို့ ဟောပိတ်သားတို့ဗျာအများကြီးရှိတယ်ဗျာအများကြီးရှိတယ်ဟောတိတဲ့လူတွေဟိုမြို့နယ်ဆိုတွေကြံခဲ့မယ်ဆိုလို့ရှိရင်လည်းအောက်မှာကွန်မန်မှာရေးပေးခဲ့ပါလို့ဒါဒီအားလုံးကိုစုစည်းထားတဲ့အရာကိုမြန်မာလို့ခေါ်တယ်ဗျာဟောမြန်မာနိုင်ငံသားတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြမယ်ကျွန်တော်မြန်မာနိုင်ငံသားတွေကဟိုးအဝေးပေါ်တူဂီတို့တူရကီတို့ဟန်ဂေရီတို့ဟောယူကရိန်းတို့ပိုလန်တို့ဖင်လန်တို့ဟောအစ္စရေးတို့ဟောဒူဘိုင်းတို့အဲ့ဒီလိုအဝေးကြီးကိုရောက်သွားလို့ရှိရင်အင်္ဂလန်တို့ ဟောအမေရိကန်တို့ဗောဗျာအဲ့လိုအဝေးကြီးကိုရှောက်သွားရင်မြန်မာတွေကတကူးတကရှာဖွေပြီးတော့မှနှုတ်ဆက်ကြတယ်ဗျာဘယ်သူဘယ်နားမှရှိတယ်ဆိုတာအရန်ရှာဖွေကြတယ်ဗျာဒါဒါဒါကျွန်တော်မြန်မာလူမျိုးတွေဟောမြန်မာနိုင်ငံသားတွေရဲ့စိတ်ကြပဲဗျာဒါပေမဲ့ဒီဘက်အချမ်းအာရှဘက်ကိုရောက်သွားတဲ့အခါမှာမလေးရှားတို့စင်ကာပူတို့ဘက်ကိုရောက်သွားတဲ့အခါမှာတကူးတကားတော့မရှာဖွေကြဘူးဒါပေမဲ့တွေ့ရင်အရန်နှုတ်ဆက်ကြတယ်ဗျာ ဒါမြမရဲ့ယဉ်ကျေးမှုမြမရဲ့ထုံးစံဒါပေမဲ့ဒီဘက်မှာရှိနေရိုးရီးယားဖက်ကိုရောက်လာပြီဆိုလို့ရှိရင်တော့အဲ့လိုမျိုးတကူတကမရှိတော့မြမလည်းအယမ်းများလာလို့လားမသိဘူးတကူတကမရှိတော့ဒါပေမဲ့တယောက်နဲ့တယောက်ဒုက္ခဖြစ်လို့ရှိရင်တော့ရိုင်းမင်းကူညီကြတယ်ဗျာဒါပေမဲ့အဲ့ဒီနေရာမှာလည်းမြမလည်းအချင်းချင်းရန်ဖြစ်တာရှိကြတယ်ဗျာဒါမြမရဲ့အဲမြမတွေရဲ့ဖြစ်ဖြစ်လေးဖြစ်တာရှိတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့ဒီဘက်အချမ်းရန်ကုန်ဖက်ကိုမြမပြည်ထဲကိုရောက်လာတဲ့အခါမှာရန်ကုန်လိုနေရာမျိုးကိုရောက်လာတဲ့အခါမှာတော့ ဩသူတို့ဘယ်လိုလဲဆိုလို့ရှင်အချင်းချင်းဩတွေ့ဆုံလို့ရှင်မင်းကဘယ်ရလဲမင်းကဘယ်ရဆိုတောင်တောင်နှုတ်နှုတ်ဆက်ကြတယ်ဩမင်းကရှမ်းပြည်ရလားမင်းကချင်းပြည်ရလားမင်းကဩရခိုင်ဘက်ကလားမင်းကကရင်ပြည်နယ်ဘက်ကလားတောင်တောင်နှုတ်နှုတ်ဆက်ကြတယ်ဗျဩဩတွေ့ဆုံတဲ့အခါမှာဩရင်ဘောင်းနဲ့အတူတူပဲဆိုရင်းနှီးကြဒါပေမဲ့လို့ကိုနေရာကိုဒေတာကိုရောက်သွားတဲ့အခါမှာချင်းဆိုလဲချင်းရှမ်းဆိုလဲရှမ်းရခိုင်ဆိုလဲရခိုင် ကရင်ဆိုလဲကရင်ဗျာဒါပေမဲ့မြေပြန့်သားဆိုလဲရှင်တယ်မြေပြန့်သားပဲအမင်းကတောင်ပိုင်းသားမင်းကမြောက်ပိုင်းသားဆိုတောင်တောင်ပြန်ခွဲသွားပြန်ရောဗျာဒါပေမဲ့တောင်ပိုင်းသားတောင်ပိုင်းရောက်ပါမြောက်ပိုင်းသားမြောက်ပိုင်းရောက်သွားတဲ့ခါမှာတော့မင်းကဘယ်မျိုးငါကဘယ်မျိုးပြန်ခွဲသွားပြန်ဗျာမျိုးရောက်သွားတဲ့ခါမှာတော့မင်းကဘယ်ရက်ကွက်ကငါကဘယ်ရက်ကွက်ဆိုတောင်တောင်ပြန်ခွဲသွားပြန်ရောဗျာရက်ကွက်ခွင်ချင်းအတူဖြစ်နေအောင်မှာတချို့တွေကမင်းကဘယ်ရောငါဘယ်ရောပြန်ဖြစ်သွားရောရွာချင်းတူရင်အောင်မှာအိမ်ထဲရောက်ပါလို့ရှင်ရွာမင်းကတောင်ပိုင်းမင်းကရွာတောင်ပိုင်းငါရွာမြောက်ပိုင်းဆိုပြီးတော့ပြန်ပြီးတော့ပြဿနာဖြစ်ပြန်အောင်ဗျာ ်နောက်ဆုံးတအိမ်နဲ့နေတော့မတည့်ကြဘူးဒါဘလို့ဒါမြန်မာရဲ့ထုံးစံပဲမြန်မာတွေကအတူတူစီလုံးနေလို့အတူတူရှိနေလို့ရှင်မတည့်ဘူးဟိုးအဝေးကြီးရောက်မှတကူတကလိုက်နှုတ်ဆက်တဲ့အကျင့်ရှိတယ်ဒါမြန်မာရဲ့ထုံးစံကဲကြည့် Israel တွေကိုကျွန်တော်ပြောပြမယ် Israel တွေကကြတော့ရောက်လျာအရက်မှတရားစရဲဆောက်တယ်ယောမတွေကကြောက်ရောက်တဲ့အရက်မှလမ်းဖောက်တယ်ဂရိတွေကရောက်တဲ့အရက်မှစာပေခေါ်ပြောတယ်တရုတ်တွေကရောက်တဲ့အရက်မှစားတော့ဆိုင်ဖွင့်တယ်ဒါပေမဲ့ တရုတ်နဲ့ယောမားနဲ့ဂရိကိုခဏထားအစ္စရေးကြောင့်ကျွန်တော်ပြောပြမယ်အစ္စရေးတွေကရောက်တဲ့အရာမှာတရားစရဲဆောက်တယ်ခုခင်နဲ့ပြောမယ်ဆိုရင်နားနေဆောင်တွေပေါ့ဗျာနားနေဆောင်တွေကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လမ်းထိပ်တွေမှာကျွန်တော်ရွာတွေရွာတွေရဲ့ထိပ်တွေမှာအဆောင်တွေဆောက်ထားသလိုအဆောင်တွေဆိုတာခရီးသွားပြည်သူတွေခဏလေးအပန်းဖြေလို့ရတဲ့ပုံစံမျိုးပေါ့ဗျာအဲ့လိုနေရာတွေဆောက်ထားတဲ့နေရာမှာအစ္စရေးတွေကအဲ့ညမှာတွားစုမိလို့ရှိရင်အချင်းချင်းတယောက်နဲ့တယောက်စီးပွားရေးအကြောင်းပြောတယ်တယောက်နဲ့တယောက်ဘယ်သူကဘလို့အောင်မြင်တယ်ငါတို့တွေဘလို့ ဟိုပန့်ဖို့ကြမယ်ဘလို့အောင်မြဘလို့ပန့်ဖို့ကြမယ်ဆိုတရားတော်ဖေးမတဲ့စကားပြောတာဒါကြောင့်မလို့ Israel ကကပားအလယ်မှာလူဦးရေ၁၀တန်းခန့်သာရှိပေမဲ့ Israel ကတိတိမမရက်တင်တယ်ဘာလို့ရက်တင်တယ်တရားတော်ဖေးမဖေးမကြတယ်ကုညီကြတယ်တရားတော်ဘလို့အောင်မြလုတ်ကြမလဲဆိုတဲ့အရာတရားစရဲ့နားနေဆောင်တွေမှာစုစည်းပြီးတော့မှပြောကြတယ်ဗျာတရားတော်ဖေးမကြတယ်ဗျာဒါကြောင့် Israel ရဲ့အောင်မြဒါပေမဲ့ကျွန်တော်မြန်မာလူမျိုးတွေကြတော့အဲ့လိုမဟုတ်ဘူးဗျာအဲ့လိုနားနေဆောင်တွေ န်းချံတွေဘောလုံးကွင်းလိုနေရာမျိုးတွေလူတွေနားတဲ့ပျော်ပါတဲ့နေရာတွေမှာတစုတဝေးနဲ့ရှိကြလို့ရှင်သူများအကြောင်းပြောတယ်ဗျာသူများအတင်းပြောတယ်ဗျာတင်းတော့အောင်မြင်အောင်မနာလို့ကြောက်ဗျာဒါတွေကမြန်မာတွေရဲ့မကောင်းတဲ့အချက်ပဲတယောက်ကအောင်မြင်သွားရင်တယောက်ကလက်ညှိုးထိုးတယ်ဗျာအောင်မြင်တဲ့လူကလည်းကြာဆုံးတဲ့သူကိုပွဲခုံကိုမစင်စားဘူးဗျာကိုကစီးပွားရေးနဲ့ပတ်သက်ပြီးဘာညာအုံတော့ရှိတယ်သူများကို sharing လုပ်ဖို့ဖေးများဖို့တော့မရှိဘူးဗျာသူများကြာဆုံးသွားရင်တောင်မှဝေဖန်ခြင်းနဲ့စိတ်သက်ရှိကြတာဗျာဒါကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့စိတ်သက်မကောင်းတဲ့စိတ်သက်ဖြစ်တယ်ဒါပေမဲ့ ကျွန်တော်တို့ကြောင်းပြန်ပြန်ယူကြအောင်ဗျာကျွန်တော်တို့အဝေးရောက်မှစီးအောင်တာမဟုတ်ပဲねအနီးနီးကက်ကက်နေတဲ့အခါမှာတရားကြောင်စီးအောင်ကြအောင်ဗျာသူများအောင်မြင်အောင်လက်ခုပ်တီးကြအောင်ဗျာကြာရှုံးနေတဲ့သူတွေတွဲထူကြအောင်ဗျာသူများစီးပွားရေးအတိမရှိတဲ့သူတွေစီးပွားရေးညံထဲ့ပေးကြအောင်ဗျာတရားကြောင်ဖေးမြပြီးတော့မှမြန်မာတွေစစ်စစ်လုံးနေပြီးတော့မှပြန်ပြီးတော့မှအောင်မြင်တိုးတက်တဲ့နိုင်ငံဖြစ်ဖို့အတွက်ကျွန်တော်တို့စဉ်းစားကြအောင်ဗျာအဲ့လိုတိုးတက်အောင်မြင်ဖို့ရန်အတွက်ကျွန်တော်ဒီနေ့ဝင်ကားပေးချင်ပါတယ်ဗျာကျွန်တော်ရဲ့ပြောပြချက်လေးကိုလည်း like and share လေးလုပ်ပြီးတော့ follower လေးလုပ်ပေးကြပါအောင်ကျွန်တော်ပြောပြပေးချင်ပါတယ် မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာရေကြီးတာတွေ့ရတယ်ဗျမနက်မိုးလင်း line ဖွင့်လိုက်ပြီးဆိုလဲဟိုဆိုရှယ်မီဒီယာပေါ်မှာဟိုရေကြီးနေကြတဲ့ဒုက္ခရောက်နေတဲ့နေရာတွေအများကြီး line ပေါ်မှာဟိုတင်ထားတာတွေ့ရတယ်ဗျတချို့နေရာတွေဆိုရင်ဆိုင်ခန်းတွေမြုပ်ကုန်နေတချို့နေရာမှာဆိုရင်လူသွားလမ်းတွေလူသွားတဲ့နေရာတွေသွားလို့မရတာထက် main line တွေမှာကားတွေပါသွားလို့မရတော့ဘူးတချို့နေရာတော်တော်များများမှာလည်းကားတွေရေထဲမှာမျောပါသွားတာတွေ့ရတယ်တချို့ နေရာဒီမှာဆိုလို့ရှိရင်အိမ်တွေမြုပ်ကုန်တာတွေ့ရတယ်ဗျ။ကျန်တာမစင်းစားပါနဲ့။တောင်ကြီးလိုနေရာမျိုးမှာတော့မှရေကြီးရဲဆိုတော့အရာမျိုးကဒါမကောင်းတဲ့အရာဖြစ်တယ်ဗျ။အဲ့တော့ရေကြီးတယ်ဆိုတာကတော့မြန်မာနိုင်ငံလိုနေရာမျိုးမှာရာသီဥတုသုံးပါဖြစ်တဲ့အတွက်ဖြစ်ရိုးဓမ္မတာပဲဗျ။လွေရာသီမှာနေမှုမယ်၊မိုးဆောင်းရာသီမှာအေးမယ်၊မိုးရာသီမှာမိုးရာမယ်ရေကြီးမယ်ဒါဖြစ်ရိုးဓမ္မတာပဲ။ဒါပေမဲ့လို့ အခုဟာကဖြည့်ရိုးတမတာထက်ကိုကြော်လွန်ပြီးတော့ဖြစ်တာဗျာမိုးရာသီမှာရေကြီးတာကဒါပြဿနာမဟုတ်ဘူးမိုးရာတာပြဿနာမဟုတ်ဘူးအခုရာသီဥတုကဘလို့ဖောက်ပြန်လဲဆိုလို့ရှိရင်နွေရာသီမှာကိုမိုးရွာပြီးရေတွေကြီးနေတာတင်းတို့တတိထားမိမယ်ထင်တယ်အခုနှစ်နွေရာသီကမီးပြတ်လို့တာပူတယ်လို့ထင်တာဒါပေမဲ့အခုနှစ်နွေရာသီမှာကနွေရာသီရဲ့အရာတာကိုအပြည့်ဝမခံစားလိုက်ရဘူးဗျာ 冇原来呢，我连六台呢个比手呢啦，女伢子呢丫头看啥伢的，实在如话，那不都不不细的，那不都不那女伢子呢丫头看上来冇原来呢，第二冇骗你啦的，哎哟，女伢子呢丫头冇看上呀，女伢子嘛冇得原来做，但苏州这边，冇伢子嘛冇原来，苏州冇好白呢，都伢子嘛好白，都伢子嘛倒闭了冇原来做呢，但现在我都跑遍呢，苏州都不要伢来讲，结果讲句话难听嘛，我连六台也个记不落嘛，但恐怕几个别死多门路。 ဟိုတချို့အနာဂတ်ဆိုဂျိုကိုဟော့ဂိတ်ထုတ်တဲ့သူတွေကပြောကြတယ်ဗျာဆိုဂျိုကိုပြောကြတယ်ဒါပေမဲ့လို့ဂျပန်နိုင်ငံလိုအနေထားမျိုးမှာကြည့်မယ်ဆိုရင်ငလင်လှုပ်တဲ့အရာကသူတို့အတွက် AC ပဲဖြစ်သွားပြီဘာဖြစ်လို့ဆိုလို့ရှိရင်သူတို့ကအမြဲတမ်းငလင်လှုပ်နေတဲ့အတွက်ငလင်လှုပ်တဲ့အရာကြီးကိုကြီးမားတဲ့အန်ရည်လို့သူတို့မမြင်တော့ဘူးဗျာဒါပေမဲ့ဒုက္ခပေးမဲ့အရာလို့တော့မြင်တယ်ကြီးမားတဲ့အန်ရည်လို့ဘာလို့မမြင်တော့လဲဆိုလို့ရှိရင်သူတို့အိမ်ကြီးရဲ့အောက်မှာဘောလုံးတွေခံပြီးတော့မှ အိမ်တွေကိုငလင်လောက်တာနဲ့ခိုင်ခန့်အောင်သူတို့ကဘယ်လိုမျိုးစီမျောသွားအောင်လုပ်မလဲဆိုတော့သူတို့နီးပညာတွေလောက်ကြတယ်ဗျာအဲ့တော့ကျွန်တော်တို့နိုင်ငံအနေနဲ့လည်းကျွန်တော်တို့ကျွန်တော်တို့ဒီအနေနဲ့ကလည်းဒီဆိုးကျိုးတွေကနေပြီးတော့မှကောင်းကျိုးဖြစ်သွားအောင်ဘယ်လိုလုပ်ရမလဲကျွန်တော်စဉ်းစားရမယ်ဗျာအခုလိုရာသီဥတုကိုဖောက်ပြန်တဲ့အချိန်မျိုးမှာရေကြီးတဲ့နေရာတွေမှာမနေဖို့ကဲဟိုတောင်ပြိုမဲ့နေရာတွေမှာမနေဖို့အတွက်ကျွန်တော်စဉ်းစားရတော့မယ်ဘယ်လိုအိမ်မျိုးတွေစောက်ရမယ်ဘယ်လိုကောင်းကျိုးတွေပြန်လဲရှာဖွေရမလဲစဉ်းစားရမယ်ရှေ့လျှောက်အနာဂတ်ကာလက ကောင်းဖို့တော့တိတ်မများဘူးဗျစိုးကျိုးတွေလာဖို့တော့ရှိတယ်ဒါပေမဲ့အဲ့ဒီစိုးကျိုးတွေထဲမှာငါတို့ဘယ်လိုနေထိုင်ကြမလဲလူတွေတယောက်တယောက်ဘယ်လိုချစ်ချစ်ခင်ခင်သွားလာကြမလဲတယောက်တယောက်ဘယ်လိုဖေးမြကြမလဲဘယ်လိုကူညီကြမလဲလာမယ့်နှစ်လာမယ့်နှစ်ဒီမှာငါတို့ဓာတ်တွေကိုဘယ်လိုတားဆီးကြမလဲငါတို့ရည်ကြီးတဲ့ပြဿနာငါတို့ဘယ်လိုလုပ်ကြမလဲဆိုတဲ့အရာကိုစဉ်းစားဖို့တက်ဖြစ်တယ်ဗျကဲအနာဂတ်ကိုကြောက်လန့်နေမယ့်အစားအနာဂတ်ကတော့လာအောင်မှာပဲဒီကဆိုတဲ့အရာလေးလိုင်းလာအောင်မယ်ကောင်းတဲ့အရာလေးလိုင်းလာမှာပဲဒါပေမဲ့ အနာဂတ်ကိုကြောက်လန့်နေမယ်ဆိုဒီအနာဂတ်ထဲမှာစိုးကျိုးတွေကိုငါတို့ဘယ်လိုရုံးထွက်မယ်ဆိုဂျပန်ကိုတင်ကန်းတာယူပါဟုတ်ကဲ့ပါဒီလိုစိတ်ဝင်စားတဲ့အကြောင်းအရာလေးဒီနေ့ဒီပုံမှာဒီဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နှိပ်ချနိုင်ပါတယ်ဒီပုံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မှန်စကြက်လေးတွေကိုလည်းအောက် comment မှာရေးပေးသွားခဲ့ပါအောင်ခင်ဗျာ